ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အော်တိုဝါလာ၁၈ရက်နေ့ညနေခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါရစေ။ပထမဆုံးသတင်းတစ်ခုအနေနဲ့ရန်ကုန်မြို့တွင်ယမနေ့ည၁၇နာရီ၈မိနစ်အချိန်တိတိတတ်တာငလင်လှုပ်ခတ်သွားသဖြင့်ပြည်သူများအထက်မြင့်တိုက်တာများမှလမ်းမပေါ်သို့ပြေးဆင်းရကြောင်းရန်ကုန်မြို့မှပြည်သူများကပြောဆိုထားပါရစေ။ ယမနီညပိုင်းစံကြောင်းမြို့နယ်အင်းစိန်မြို့နယ်ကမာရွတ်မြို့နယ်လှဲတန်းလာတာမြို့နယ်အပါဝင်ရန်ကုန်မြို့မြို့နယ်အများစုတွင်ငလင်းလုခတ်သွားခြင်းဖြစ်ကြောင်းငလင်းလုခတ်မှုမှာအနည်းငယ်ပြင်းထန်သဖြင့်ပြည်သူများအထိတ်လန့်ဖြင့်အထက်မြင့်တိုက်တာများပေါ်မှာပြေးဆင်းခဲ့ရကြောင်းသိရပါသည်ဒုံးဆိုတဲ့တန်းကြီးနဲ့တစ်ချက်ပြီးတော့မှအထက်အောက်ကိုခါရမ်းသလိုငလင်းလုတာအကုန်ပြေးဆင်းရတယ်စံကြောင်းမှာတော့တိုက်တိုင်းလိုလိုပြေးဆင်းလာကြတာဟုစံကြောင်းမြို့နယ်မင်းလန်းတွင်နေထိုင်သူပြည်သူတို့ကပြောဆိုပါသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ထုတ်ပြန်ချက်အရအော်တိုဝါလာ18ရက်နေ့မြမစံတော်ချိန်ည7:00နာရီ6မိနစ်အချိန်တွင်ရန်ကုန်တိုင်းဒလမြို့နယ်တွင်မြေအောက်အနက်9မီတာကိုဗဟုပြု၍ Richter scale 3.9အဆင့်ရှိအင်အားနည်းငယ်ရှိသည့်မြင်းကလေးတစ်ခုလုခတ်သွားကြောင်းသိရပါသည်ယခုနှစ်မတ်လ28ရက်နေ့လောက်ခတ်ခဲ့သောပြင်အား9.9အဆင့်ရှိသကိုင်းငလင်ကြီးလောက်ခတ်မှုကြောင့်ပြည်သူပေါင်း4000ကျော်တိစုံခဲ့ပြီးနောက်ရန်ကုန်မြို့ပအဝင်မြို့နယ်ပြည်သူများမှာငလင်အနေရကိုအကြီးကျယ်စိုးရိမ်နေရခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မကွေးတိုင်းငဖဲမြို့နယ်စစ်တပ်၏နေရီကံပြူဟာကုန်းစခန်းမှာထွက်ပြေးလာသောစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုစစ်တုံးပန်းဖြင့်ဖမ်းဆီးရရှိထားသည့်အပြင်အလင်းဝင်လာသူများဇက်တိုက်ရှိနေကြောင်း AA ကတရားဝင်ထုတ်ပြန်ထားပါသည်။ အေအေကစစ်တပ်၏နက်ဟီကန်ဗျူဟာကုန်းစခန်းရှိအနေငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းအေအေ၏ထိုးစစ်တွင်ကစင်ကလျာထွက်ပြေးလာသောစစ်တပ်၏တပ်ဖွဲ့ဝင်တချို့နှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းစစ်တပ်ကနက်ဟီကန်ဗျူဟာကုန်းစခန်းမကြာရှုံး၏အတွက်လေကြောင်းပစ်ကူနှင့်စစ်ကူများအဆက်မပြတ်ပေးနေသည့်ကြားမှာအေအေကအကောင်းဆုံးတုံ့ပြန်ခန့်စစ်နှင့်အတူထိုးစစ်ဆင်လျက်ရှိကြောင်းသိရပါသည် ညမနေ့ဩဂုတ်လ18ရက်နေ့အချို့သောနေရာများတွင်စစ်ကောမရှင်တပ်ဖွဲ့ဝင်တို့ကအေအေထန်တွင်အလံဖြူထောင်လက်နက်ချကအလင်းဝင်ရောက်လျက်ရှိတဲ့ကဲ့သို့အချို့ကိုတိုက်ပွဲအတွင်းလက်ရဖမ်းဆီးရမိခဲ့ကြောင်းအာရခန့်တပ်တော်အနေဖြင့်အေအေထန်တို့အလင်းဝင်ရောက်ရှိခဲ့သောလူတိုင်းကိုစစ်တုံးပန်းဥပဒေနှင့်အညီကောင်းမွန်စွာပြုစုဆောင်ရွက်ပေးတာလည်းရှိကြောင်းသိရပါသည်ထို့ကြောင့်အကြံဖက်စစ်ကောမရှိ၏မတရားသဖြင့်စစ်မှုထမ်းရန်ဆူဆောင်းခံရသောသူများအနေဖြင့်အာရခန့်တက်တော်နှင့်အနီးဆုံးနေရာများသို့ဆက်သွယ်၍အချိန်မရွေးလက်နက်ချအလင်းဝင်နိုင်ကြောင်းအေအေကအတည်ပြုနှိုးဆော်ထားပါသည်။ ဆက်လက်ပြီးတော့သကိုင်းတိုင်းသကိုင်းမြို့နယ်လက်ပံကြီးရွာတွင်တပ်ဆွဲထားသောစစ်တပ်ကဆုတ်ခွာထွက်ပြေးသွား၍တော်လိုင်းတပ်ဖွဲ့ကနေမြေရှင်းလင်းရေးလှုပ်ဆောင်ခြင်းမူရစေဝါသုံးဆွဲရာတွင်သုံးသည့်ပစ္စည်းများနှင့်စစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း Unicorn ပြောကြားတပ်ဖွဲ့ UGF မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်မြန်မာနေ့အောက်တိုဘာလ18ရက်နေ့တွင်သခိုင်းမြို့နယ်လက်ပံကျေးရွာအတွင်းရှိပြည်သူပိုင်နေအိမ်များတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကအဆိုပါကျေးရွာရှိတက်ဆွဲထားသောစခန်းမှထွက်ပြေးဆုတ်ခွာသွားခြင်းဖြစ်ကြောင်းတော်လိုင်းရင်တပ်ဖွဲ့များကနေမြေရှင်းလင်းရေးဝင်ရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ထို့သောအကြမ်းဖက်စစ်သားများဆုတ်ခွာသွားပြီးနောက်ပြည်သူများပြန်လည်နေထိုင်ရန်အတွက်ယူနီကွန်းပြောက်ကြားတပ်ဖွဲ့ကနေမြေရှင်လေးရေးလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်တပ်၏ယူနီဖောင်းများနှင့်စစ်သုံးဆောင်ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အိတ်စခွေးစစ်ကြောင်းကတဆွဲထားရကြပါပြီ။အိတ်စခွေးတွေကလက်ပံကြီးရွာထဲကပြည်သူပိုင်းနေအိမ်တွေထဲမှာစခန်းချပြီးတဆွဲနေထိုင်နေတာ။ဒီနေ့အောက်တိုဘာလ18ရက်နေ့မှာစစ်ခွေးတွေကရွာထဲကထွက်သွားလို့နေမြေဝင်ရောက်ရှင်လင်းရင်စစ်သုံးဆောင်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့ပါတယ်ဟု UNICON ပြောကြားတဲ့ဖွဲ UGF မှတာဝန်ရှိသူကပြောဆိုပါတယ်။ အကြံဖက်စစ်တပ်ကသခိုင်းမြို့နယ်တွင်နေမြေဆိုးမှုမှုရရှိရေးကြိုးပမ်းနေတော့လေတော်လိုင်းတပ်များကအပြင်းထန်ခုခံတိုက်ခိုက်နေသဖြင့်ထင်သလောက်ခီးမပေါက်ပဲအကြဆုံးများစွာဖြင့်စစ်တပ်ဘက်မှအထင်အရည်ရှိကြောင်းဒေသစီရေးသတင်းမြင့်များကပြောဆိုပါရယ်ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ရန်ကုန်တိုင်းလှေကူးမြို့နယ်တရေဘိုးကျေးရွာရှိမြို့နယ်အုပ်ချုပ်ရေးမှုရုံးကိုဖောက်ခွဲတိုက်ခိုက်ရာအရက်တောက်ရန်ပြင်ဆင်နေသည့်ရဲကြီးအုပ်ချုပ်ရေးမှုတအူးနှင့်ပြူစော်တီတအူးတေဆုံခဲ့ကြောင်းရန်ကုန်အာမေဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုပါရယ် အော်တိုဘာလ19ရက်နေ့ညနေ6:50မိနစ်ခန့်တွင်လဲကူးမြို့နယ်တရေဘိုးကျေးရွာရှိမြို့နယ်ထူထွေအုပ်ချုပ်ရေးမှုရုံးကိုပြင်အားမြင့်မိုင်းတလုံးလက်ပစ်ပုံးနှလုံးတို့ဖြင့်ပောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ထိုတိုက်ခိုက်မှုတွင်မြို့နယ်အုပ်ချုပ်ရေးမှုရုံး၌အရက်တောက်ရန်ပြင်ဆင်နေသည့်အုပ်ချုပ်ရေးမှုတအုပ်နှင့်ပြည်စော်တီတအုပ်ဘုံထီမန်ကလေဘော်ဝဲပြန်ပြီးပွဲချင်းပြီးတည်ဆုံကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါသည်။ညနေဆောင်ထွေအုပ်ရုံးမှာအရက်တောက်ဖို့ပြင်နေတဲ့အုပ်ကြီးတကောင်နဲ့ပြုတကောင်ကတော့ပွဲချင်းပြီးတည်တယ်။အရက်ဝိုင်းထဲမှာဂျန်နက်ကောင်တွေလည်းထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်။ ။အုပ်ကြီးကတော့ဝယ်လာတဲ့ပလင်းတွေဒါမှတောက်သွားရရှာဘူးဟုရန်ကုန်အာမေဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်သောပြစ်မှတ်များကြမ်းဖက်စစ်ကောင်စီကပြုလုပ်မည်တရားမဝင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပါဝင်လုက္ကိုင်းနေကြသူများကိုလည်းဆက်လက်၍အပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရန်ကုန်အာမေ YA ဘက်မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါရစေ။ ဆက်လက်ပြီးတော့မကွေးတိုင်းမင်းလာမြို့နယ်တွင်အင်အား60ခန့်ပါစစ်တပ်စစ်ကြောင်းနှင့်တော်လိုင်းတပ်များကြားတိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်ဘက်မှ12ဦးသေဆုံးကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းဘူးခရိုင်အမှတ်1တရင်မှဆေးရကြောင်းကပြောဆိုထားပါသည် အော်တိုဘာလ16ရက်နေ့ညနေ3:30မိနစ်အချိန်မလွန်ကပါစနှစ်မှာတက်အပြောင်းလဲလုပ်ရန်ထွက်လာသောအင်အား60ခန့်ပါစစ်ကား2စီးကိုမင်းလာမျိုးနဲ့လက်ပံတကားကြီးရွာတရက်အုပ်လန်းခွဲစာတင်ကြောင်းဤတွင်တူးတက်ခွဲမှုဝတန်ဦးဆောင်သောတော်လိုင်းအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာညနေ4:05မိနစ်အချိန်ထိဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်စစ်တပ်ဘက်မှ12ဦးသေဆုံးပြီး26ဦးထိခိုက်ဒဏ်ရာရရှိကာစစ်ကား2စီးလည်းပျက်စီးသွားကြောင်းသိရှိရပါသည် အဆိုပါတိုက်ပွဲတွင်ဒုတက်ခွဲမှုဝတ်တမ်းမှာဒဏ်ရာရရှိထားပြီးမပြေးနိုင်သောသဖြင့်လက်အောက်ငယ်သာတော်လိုင်းရဲဘော်များကိုတက်ပြန်ဆုတ်ခိုင်းခဲ့ကြောင်းဒဏ်ရာပြင်းထန်ရရှိ၍မပြေးနိုင်တော့သည့်ဒုတက်ခွဲမှုဝတ်တမ်းကစစ်တပ်တံတွင်အဖမ်းမခံတော့ပဲလက်ပြမိုင်းကိုဖောက်ခွဲ၍မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်းသိရပါသည်ဒုတက်ခွဲမှုဝတ်တန်ကလက်ပြမိုင်းကိုစနက်တန်ဖြုတ်ပြီးကိုကိုကိုအသေးခံသွားတာ။ကျန်တဲ့ရေဘော်တွေကိုသူ့မှာပါတဲ့တနက်ကိုပေးပြီးမိုးကလည်းအရင်ရွာမထနိုင်တော့သူ့ရဲ့ရေဘော်တက်စိတ်မှုကိုတနက်ပေးပြီးဘိုက်အောင်မှာမိုင်းကိုထားပြီးဖောက်ခွဲခဲ့တာပါ။ အာဇာနည်သူရဲကောင်းတို့အုပ်ဖြင့်မြင်းမြစွာကြာဆုံးခဲ့ရတာပါဟုပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းဘူးခရိုင်အမှတ်နှစ်တရင်မှဆရာကျောင်းကပြောဆိုထားပါတယ်။စစ်တပ်ဘက်တော်သား Lobby Telegram များတွင်မင်းလာတိုက်ပွဲအတွင်း PDF တအုပ်မှစစ်တပ်၏ RPG ထိမှန်၍ခန္ဓာကိုယ်အစိမ့်စိမ့်မှမှဖြစ်ပြီးတိစုံသွားသည်ဟုတပ်ပုံနှင့်တကွာလိမ့်လေသတင်းထုတ်ပြန်ထားကြောင်းမင်းဘူးခရိုင်အမှတ်နှစ်တရင်မှဆရာကျောင်းကရှင်းပြပါရသည်။ ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ရန်ကုန်တိုင်းတကုံမြို့တည်စိတ်ကဲမြို့နယ်ယူစနာဥယျာဉ်မြို့တော်တွင်တိုက်ခတ်များစစ်တုပ်ရန်ဟုဆိုကတိုက်ခန်းတခန်းတလတသိန်းလုံကြုံရေးကြီး3တောင်စစ်မှုထမ်းကြီးလာစဉ်တထောင်ပါဝင်အိမ်နောက်စုတစုလင်လာစဉ်တသိန်းတထောင်3တောင်ချက်ကိုအမှတ်64ရက်ကွယ်အောက်ချုပ်ရေးမှုခင်မောင်စင်ကကောက်ခံနေကြောင်းဒေသပြည်သူများကပြောဆိုပါရယ် အော်တိုဘားလ19ရက်နေ့မိုးလွဲ့2နာရီ30မိနစ်အချိန်တကုံမျိုးသိစိတ်ကဲမျိုးနဲ့ယူဇနာဥယင်မျိုးတော့အမှန်64ရက်ွက်ဖူးဆဲဘလုံးအားကစားကွင်းတွင်ရက်ွက်အုပ်ချုပ်ရေးမှူးခင်မောင်စင်ကအစည်းအဝေးခေါ်ယူခဲ့ကြောင်းယင်းနောက်ရက်ွက်အတွင်တိုက်ခတ်များစေတုံရန်တိုက်ခတ်တခန့်လင်းတလတသိန်းကောက်ခတ်မည်ဖြစ်ကြောင်းထို့ပြင်ရက်ွက်လုံခြုံရေးကိစ္စများအတွက်လုံခြုံရေးကိန်းတွေများထားရှိ၍လုံခြုံရေးဆောင်ရွက်နိုင်ရန်တိုက်တခန့်လင်းလစဉ်3000ကျပ်သက်မှတ်၍ဆောင်ရွက်မည်ဖြစ်ကြောင်းအဆိုပါလစဉ်ကြီးအား2026ဇန်နဝါရီလမှစတင်၍ကောက်ခံသွားမည်ဟုခေါ်ယူပြောဆိုကြောင်းသိရပါသည် အုတ်ကြီးခင်မောင်စင်ကတိုက်ခန်းတခန်းကိုတလတသိန်းကြန့်ခိုင်ရင်နဲ့စိတ်တုပ်ဖို့အတွက်လာစင်ကောက်ခံမယ်။ကင်းကြီးကလာစင်တိုက်ခန်းတခန်းကို3000ကောက်တယ်။နောက်ပြီးစစ်မှုထမ်းကြီးကတလကို1000ကောက်တယ်။အဲ့ဒီတော့တိုက်ခန်းတခန်းကိုတလကို3000ရက်ွက်ကကောက်မှာ။စီးပွားရေးကြတဲ့လူလူတွေအစင်မပြေလို့ဒုက္ခရောက်နေတဲ့အချိန်မှာတလကို3000လာစင်ကြီးကိုဘလို့ပေးနိုင်မှာလဲ။ပြည်သူတွေဘက်ကလည်းမစင်စားဘူး။သူတို့လှုပ်ချင်ရကိုလှုပ်ဖို့ပဲဟုယူဆနာဦးရင်မျိုးတော့အမှတ်64ရက်ွက် A block ရင်းနေထိုင်သူပြည်သူတို့ကပြောဆိုပါရတယ်။ ထို့ပြင်အုပ်ချုပ်ရေးမှူးခင်မောင်စင်ကရက်ကွက်အတွင်ရွေးကောက်ပွဲကျင်းပရမီဖြစ်၍ပြည်သူများအနေဖြင့်မဲပေးနိုင်ရေးအတွက်တတ်မှတ်ထားသောရွေးကောက်ပွဲဥပဒေနှင့်အညီရွေးကောက်ကော်မရှင်ရုံးမဲပေးနိုင်ရေးဆောင်ရွက်စီလိုကြောင်းပြည်သူများကိုဖိအားပေးလာကြောင်းသိရပါသည်။အုပ်ချုပ်ရေးမှူးခင်မောင်စင်မှစစ်တပ်အလို့ကြပြည်သူများပေါ်ဖိနှိပ်ရန်ကနေသူတို့အဖြစ်ပြီးလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးခြင်းများလှုံ့ဆော်နေသူတို့လည်းဖြစ်ပါသည်။ ထို့ပြင်ရက်ွက်အတွင်း၎င်းနှင့်အဆင်မပြေသူမိသားစုများကိုလည်းဖမ်းဆီးရိုက်နှင့်တပ်ဖြတ်တက်ပြီး2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ည9:00နာရီအချိန်တကုံမျိုးသိစိတ်ကဲမျိုးနယ်ယူစနာဦးရင်64ရက်ွက်တွင်လူငယ်မောင်စောကိုကိုထက်ကိုယူစနာ64ရက်ွက်အုပ်ချုပ်ရေးမှူးခင်မောင်စင်နှင့်ဖြူစောတီအဖွဲ့ကအကြောင်းမဲ့ဝင်ရောက်ရိုက်နှက်ပြီးငှက်ကြီးတောင်တာဖြင့်တစ်ချက်တည်းထိုးတက်ခဲ့မှုပါသည် ထို့သောလူသက်မှုကျူးလွန်ခဲ့တော့လေအုတ်ချုပ်ရည်မှုခင်မောင်းစင်မှာစစ်တပ်ဘက်တော်သားဖြစ်၍တစုံတရာရည်ယူခံရခြင်းမရှိပဲယနေ့ချိန်ထိအုတ်ချုပ်ရည်မှုအဖြစ်ဆက်လက်လုပ်ကိုင်ကပြည်သူများပေါ်အနိုင်ကျင့်ရန်ကစောကားမှုများဆက်လက်လုပ်ကိုင်နေစေဖြစ်ကြောင်းသိရပါဗျ။ဒီကနေ့မှတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။